ရှင်ကူဒါထောင်ချပြီးနောက်လေးရမြောက်နေတွင်ရန်ကုန်ထောင်သို့ကျွန်တော်တရားဝင်ရောက်တာတယ်ကျွန်တော်ရွေးချက်မှာလက်စင်တာဝန်တစ်ခုအနေဖြင့်ထောင်ကိုစစ်ဆေးရန်ဖြစ်တယ်ရှင်ကူဒါတယောက်ဘလို့နေထိုင်ဒီကိုလဲကြည့်ကျင်နေရန်ကုန်ထောင်ကြီးရဲ့ထောင်ပိုင်ဝင်မှာဒုတိယဘုံမူကြီးဖလာဝါကျူးဖြစ်တယ်သူဒီအိန္ဒိယဆေးဘက်ဗရိညာကန်ဝန်ထမ်းတယောက်ဖြစ်တယ်ထောင်ကိုအုတ်ချွေရတွင်တိကန်းစနစ်ရှိတယ်ကျွန်တော်မူလဲရှိသည့်ဖြင့်ထောင်ချများကသူ့ကိုသဘောကျတယ် ထောင်စစ်စရတီအလုံးမှာအလွန်မနှိမ့်ညွတ်စရာအော်နှလုံးနာစရာကောင်းတဲ့အလုပ်ဖြစ်တယ်။တာဝန်ဝတရားကြောင့်ထောင်ပေါင်းများစွာကို စစ်ဆေးခဲ့ပြီ။ထောင်တဲကအနက်သက်ကိုကျွန်တော်မခံနိုင်။ယင်းအနက်သက်တို့ဒီနှကောင်းတဲကဝင်လာသလား။ဘယ်ဒေါ်လာပေါက်ကဝင်လာတယ်လဲ။စိုးတီကိုပြောတဲ့အနက်သက်မှာစိုးရတယ်။ဒီနေ့ကမူစိတ်ထဲမှာအနေငယ်တတတည်းစင်ကာပူတယောက်ဘလို့နေတယ်လဲသိကျင်စိတ်ကစိုးမိုးနေလျာထောင်ချာများ အမှုစစ်စစ်စဲတရခမ်းများနေထိုင်သည့်ဆက်ဆုပ်ဆရာအချင်းခမ်းများသည်မျက်စီထဲမှပျောက်ွယ်သွားသည်ထိုနေ့ကရန်ကုန်ထောင်ကိုကျွန်တော်စစ်စေးပုံမှာပြီးစုလည်နိုင်သည်ဟုထင်မိသည်ဥရောပတိုက်သားတို့ထားရာအဆောင်တွင်စင်ကူတာရှိနေသည်ဖြင့်ထိုနေရာသို့မြန်မြန်ရောက်ချင်စွာကြည့်နေသည်ထိုအဆောင်သည်နှစ်ထပ်အုပ်တိုက်အဆောင်ဖြစ်သည်ကျွန်တော်ကို အပေါ်တက်သို့ခေါ်သွားသည်အပေါ်တက်စဉ္ညာမှကြည့်လိုက်လျင် အောက်ထက်တစ်ဖက်တစ်ချက်တွင် ရိုင်းညာကာစီတတိအကျဉ်းခန်းများကိုတွေ့ရသည်ဥရောပတိုက်တာအချို့နှင့်ဥရောပအရှက်ကပြားထောင်ကြများရှိနေကြသည်အလောက်ကျန်းနှင့်ထောင်တန်းခံရသူများဖြစ်လျာအလောက်ကိုစီလုတ်ကင်နေကြသည်ကျွန်တော်ရောက်သွားသည့်အခါမှသူတို့သည်ဥုံဆန်ကျိုးများဖြစ်နေကြသည်အောက်ဘက်တွင်ခန်းစည်းကထသည့်ခန်းတစ်ခုရှိ၌ကျွန်တော်ရက်မိသည်ရင်းမှာစင်ကူပတာ၏အကျဉ်းခန်းဖြစ်သည်မစ္စတာစင်ကူပတာခင်ဗျာတရားသူကြီးမင်းက ခင်ဗျားနဲ့တွေ့ကျင်တဲ့စကားပြောကျင်ပါလေထောက်မှုကြီးကပြောသည်သူသည်မဟာမေတ္တဘာသာဝင်ဖြစ်သည်အသက်ကြီးလာပြီစင်ကာပူကို ယူသေးလေးစားစွာပြင်ပြောဆိုဆက်ဆံသည်ခန်းစီနောက်မှမစ္စတာစင်ကာပူထွက်လာသည်သူလက်ထဲတွင် အစေးစာကိုကင်ထားသည်ဇင်းညံတွင်ထိုင်ကားစကားပြောကြသည် ထောက်မှုကြီးကစပွဲတင်ပန်းကားတစ်ခုစီစဉ်ပေးသည့်ဖြင့်တက်တောင့်တက်တာရှိလာသည်နေရာထိုင်ရတာ အဆင်ပြေမယ်ထင်ပါရဲ့စားတော့ရောဘလို့လဲသိရလားကျွန်တော်ကပင်စကားစားသည်ထောင်မှုကြီးကဂယုစိုက်ပါတယ်စင်ကူပတာကဆိုသည်သူစကားကြားရင်ထောင်မှုကြီးလည်းလေးတန်းလေးဖြင့်ကျွန်တော်တို့လည်းတက်နိုင်တယ်လို့အဆင်ပြေအောင်ပြထားပါတယ်ဟုတ်တောင်းမှစကားဆိုသည်ဘလို့လဲဒီထောင်ကိုခမရဘလို့သဘောရတယ်စင်ကူပတာကိုမိကြည့်သည်ခဏညငင်းနေသည်ပြီးမှကျွန်တော်အဖို့တော့တပတ်လောက်နားရတဲ့သဘောပါပဲဒါပေမဲ့ ျွန်တော်နဲ့နေချင်းဆိုင်အခန်းကလူရဲ့အခြေအနေကတော့ဆိုးလာတယ်။စင်ကာပူတာညွှန်းဆိုသည့်အခန်းတွင်အိုလက်ဆိုသူဘူကာပြားလူငယ်တယောက်ရှိနေသည်။ Secret 5000โค้ดဖြင့်အလုတ်ကျန်းနေထောင်တန်း6လကိုကျွန်တော်ပင်စီရင်လိုက်သည်ကိုမှတ်မိနေသည်။ပုံစံကြိုးကြည့်ရသဖြင့်သူ့လက်ညာတွင်တွေးတန်ရဲရဲဖြစ်နေသည်။အိုလက်သည်ဇပွဲနှင့်ကလထိုင်းနှင့်ရုံးလုတ်ကိုသာကျွမ်းကျင်သူဖြစ်လေသည်။ထောင်မှုချင်းနှင့်ပြောဆိုစစ်ဆေးရသည်။ထိုအခါသူက မစ္စတာစင်ကာပူကြီးနိုင်မှာမဟုတ်လားဒီလိုပါခင်ဗျာတရားသူကြီးမင်းဖြစ်စေခြင်းတဲ့အတိုင်းကျွန်တော်ဆောင်ရွက်ပေးပါမယ်သူ့ကိုခပ်ပေါ့ပေါ့အလုပ်ဘက်မှာခိုင်းပါမယ်ဟုတရားတလဲပြန်ပြောသည်ကျွန်တော်တို့စကားဝိုင်းမှာကိတ္တညငြိမ်သက်သွားသည်ထို့နောက်ကြောင်တက်တက်ဖြစ်နေသည်ကိုသတိထားမိကစင်ကာပူကပင်စတင်စကားဆိုသည်လာမယ့်တင်းငွေနေ့ညနေမှာကျွန်တော်လွတ်မယ်လို့တည်ရတယ်ဒီလိုဆိုရင်အင်္ဂါနေ့တင်းမိုးနဲ့မနေ့စောစော ရန်ကုန်ကထွက်နိုင်မယ်ဒီတော့တရားသူကြီးမင်းကိုကျွန်တော်နှုတ်ဆက်စကားပြောကြင်ပါသေးတယ်တင်းကွင်နဲ့ညာဦးပိုင်းမှာတရားသူကြီးမင်းအိမ်ကိုကျွန်တော်လာကြင်ပါတယ်ဟုတ်လားလာခဲ့လေလာလို့ရပါတယ်ညာ9နိုင်လောက်ပေါ့တရားသူကြီးမင်းကိုကျေးဇူးစကားစင်ကာပူကဒီမှာပဲစကားကိုရထားလိုက်တယ်ဒီညာပဲတော်လာပြီဆက်ပြီးထောင်ကိုစစ်ဆေးเสียရရှိသေးတယ်ထို့ကြောင့်ထောင်မူကြီးကိုညက်ရိပ်ပြက်ကထွက်လာခဲ့တယ် ဒီနေ့ပြည်နေ့ညနေတွင်မူအစိုးရအမိန့်ဖြင့်စင်ကာပူတာကိုထောင်မှလွှတ်ပေးလိုက်တယ်။ထောင်တန်းမှာဆယ်ရက်ဖြစ်တော့လဲရှေ့ရက်သာကြာခံရသည်။ထောင်ကလွတ်လျင်သူ့မိတ်ဆွေရှိနေကြီးမစ္စတာဆင်းရဲ့အိမ်တို့တဲခူရန်လိုက်သွားသည်ဟုသိရသည်။မစ္စတာဆင်းမှာဟိုက်ကုတ်တရားသူကြီးမစ္စတာဂျက်စတင်ဆင်းရဲ့ဖြစ်သည်။တနင်္လာနေ့ညနေတွင်မူစင်ကာပူတာသည်ဟိုက်စကွေးပန်းချန်၌တရားတော်ပွဲဟောသည်။ရခင်ကဟောပြောသည့်အကြောင်းတို့ကိုပင် ထပ်မံဟောတော်ခြင်းဖြစ်သည်ဒီခါတွင်မူစကားအသုံးနှုန်းကိုတတိကြီးစွာထားကဆင်ခြင်ပြောဆိုသည်သို့ဖြစ်ရာသူတရားမှာကြောက်ကြောက်ရွံ့ရွံ့မဖြစ်လားပြောရင်းပင်သူ့အမှုကြောင့်ရောက်သွားသည်ထိုအခါတနည်းအားဖြင့်ကျွန်တော်ကိုဆောင်းပါးရိတ်ချီထိုးနှက်သွားသေးသည်ကျွန်တော်လိုတရားသူကြီးသည်ကွန်ကရစ်လှုပ်ရှားမှုကိုကြီးစွာအနှောက်ယှက်အဟံတားဖြစ်သည်ကျွန်တော်လိုလူသည်အနှဲကြီးသည်ဟုသူကဆိုသည်ထိုညနေမှာပင် ညစာစသည်ချင်းတွင်ကျွန်တော်အင်ရှင်၌ကာရစီထိုးရသည်စင်ကူပတာရောက်လာခြင်းပဲဖြစ်သည်သူတပတ်ကြီးကိုအင်ရှင်တွင်ထားခဲ့ကာပြုံးပြုံးရှိရှိပဲအဂန်ဒတ်တို့ဆက်ဆက်မြိုက်ဝင်လာသည်ခင်ဗျားဘာတော့မလဲဟုကျွန်တော်ကစတင်စကားဆိုသည်ညမှာလေးပိတ်ဖြင့်ဝန်းကျင်နေသည်ပထမဆုံးတွေ့တုန်းကတဖက်ရည်တော့မလားခင်ဗျားမေးတယ်တဖက်ရည်ကိုကျွန်တော်ညင်းခဲ့တာမှတ်မိသေးတယ်ခုတော့ ဗာလီရီတစ်ခွက်လောက်ရနိုင်မလားလို့သူ့အတွက်ဗာလီရီပြည်တယ်တကြိုက်တော့ပြီးလင်းစင်ကာပူကဤသို့ဆိုသည်ဒီညနေမှာပဲ high square မှာခင်ဗျားကိုတွေ့ခဲ့သေးတယ်ခင်ဗျားကိုအပြစ်တင်စကားပြောခဲ့သေးတယ်ဘလို့ပြောခဲ့တယ်လဲခင်ဗျားစီရင်ချက်ဟာကျွန်တော်တို့အတွက်ကောင်းကျိုးမပေးဘူးအဟံတားဖြစ်စေခဲ့တယ်လို့ပြောခဲ့တယ်လေကျွန်တော်စိတ်ထဲမှာကုတုတုဖြစ်သွားတယ်သူကိုလူသိရှင်ချာ မျက်မျက်တက်တက်မှန်မှန်ကန်ကန်စစ်စစ်တီကိုသူ့ဝေမကန်ဖုံးကွယ်ထားခဲ့တယ်။တကယ်တော့သူဒုက္ခရောက်မြည်အခြေအနေမျိုးဖြစ်တယ်။သို့တော့ဒုက္ခရောက်ခြင်းကိုပြည့်ရပြုဖို့လိုသည်ဟုသူထင်ရောက်ခဲ့တယ်။ထို့ကြောင့်ဒီစကားကိုဆိုခြင်းဖြစ်တယ်။ကျွန်တော်စိတ်ထဲထင်ကနေဖြစ်သွားသည်ကိုသူရိမ့်မိက အပြောင်အပြတ်စကားတို့ကိုရလိုက်သည်။ပိတ်တက်ကိုတော့အဲ့ဒီလိုပဲပြောရမှာပဲ။နောက်6ရက်ရှိရင်ကျွန်တော်တို့ကောင်းဆောင်ကြီးကန်ဒီဟာအကြမ်းဖက်ရေးကိုစတော့မယ်။ အစိုးရကပြင်ညာထားတဲ့ဥပဒေကိုကျွန်တော်တို့အားလုံးချိုးဖောက်ကြမယ်။စာမချက်ရဆိုတဲ့ဥပဒေကိုချိုးဖောက်မယ်။ထောင်ထဲရောက်မဲ့လူနဲ့မှမဟုတ်ဘူး။ဒီလိုအချိန်မျိုးမှာကျွန်တော်အဖို့ဗြိတိရှတို့ရဲ့တရားညှတ်တမ်းမှုကိုချီးကျူးမနေနိုင်ဘူး။ဗြိတိရှအုပ်ချုပ်ရေးဟာမတရားအုပ်ချုပ်ရေးလို့ပဲပြောရမှာပဲ။ဒါဖြင့်ခင်ဗျားလဲထောင်ထဲပြန်ရောက်အောင်မှာပေါ့ဟုတ်လား။စင်ကူပဒတီတက်ပြင်းချတယ်။အိမ်ပြန်ရောက်ပြီးအကြခင်မှာပဲအဖမ်းခံရဖို့တည်ကြတယ်။ ဆိုကကျွန်တော်စိတ်ထဲမှာပြီးခဲ့တဲ့သူ့အမှုကိစ္စတည်းဘာမှရမထင်ပါလားဟုထင်ခြင်းမိတယ်။ထို့ကြောင့်ဒီလိုဆိုတော့ခမည်းအမှုကိုဒီမှာစစ်စစ်ရတာဘာများအရာထင်လို့လဲ။ခမည်းအတွက်လည်းဘာမှအကျိုးမထူလာပါဘူးဟုပြောမိတယ်။ဘာလို့အရာမထင်ရမှာလဲ။ကျွန်တော်ဘက်ကတော့အကျိုးထူတယ်ထင်တာပဲ။စင်ကာပူကအတီးစကားဆိုသည်။အခုပဲခမည်းပြောတယ်။ဒီကပြန်ရင်ဘင်္ဂလားမှာထောင်ထဲတခါပြန်ဝင်ရအောင်မှဆို။ ီလိုဆိုတော့ခင်ဗျားဒီမှာပြောရဟောရတာဘာထုတ်တယ်အင်းလေဒါကတော့ကျွန်တော်အဖို့ဘလုံးမှမတက်နိုင်တဲ့ကိစ္စတကူပဲကိုဘက်ကပိုင်ပိုင်နိုင်နိုင်ဘာမှမလုပ်နိုင်ဘူးဒီစကားကိုဒီအခန်းထဲမှာပဲကျွန်တော်ပြောရတယ်အပြင်မှာဒီလိုပုတ်ပုတ်လင်းလင်းမပြောရဘူးကျွန်တော်တို့အလုပ်ကစကားစစ်ထိုးပွဲနဲ့တူတယ်ညံချင်းပြန်ကြားတဲ့သဘောပဲဟောတဲ့ပြောတဲ့အခါရန်သူအပိစကားမျိုးမပြောနိုင်ဘူးတစ်ဖက်ကမှန်တယ်လို့လည်းမပြောနိုင်ဘူး တစ်ဖက်လူကိုညာလို့မဖြစ်ဘူးစကားတခွန်ရှုံးရင်တစ်ထက်လုံးရှုံးနိုင်တဲ့အတူတူပဲဒီနေ့5 square မှာပြောခဲ့တဲ့အခါကျွန်တော်အမှုကိုညံ့ညက်တက်တက်မှန်ကန်စွာစစ်ဆေးပါတယ်လို့ပြောရင်ကျွန်တော်ဟာခတုံးတုံးနိုင်ငံသမားတယောက်ဖြစ်သွားမယ်ကျွန်တော်မှာအတော်လေးစိတ်မတက်မတာဖြစ်မိတယ်ခင်ဗျားတို့လုပ်ငန်းကြီးကမလွယ်ပါလားဗျာကျွန်တော်တယောက်ဖို့တော့မလွယ်ဘူးလို့မဆိုနိုင်ဘူးကျွန်တော်လုပ်နေတာဟာကိုကျိုးအတွက်ဘာမှမပါဘူး လိုလေရေးကိုမြင်လို့တယ်တရားမျှတမှုကိုကျွန်တော်လိုချင်တယ်ခင်ဗျာစစ်ဆေးသွားတာတကယ်တော့ချီးမွမ်းစရာကောင်းပါတယ်ဒါပေမဲ့ကျွန်တော်အဖို့နာကျေးစရာအတွေ့အကြုံတွေခါသေးစရာအတွေ့အကြုံတွေအများကြီးရခဲ့တယ်မှန်တာတွေကြီးပြောလို့မဖြစ်ဘူးလိုလေရေးကြိုးပမ်းမှုဆိုတာတိုက်ပွဲဝင်ရမယ်အနစ်နာခံရမယ်အခုခုကျွန်တော်တို့ကျင့်သုံးနေတဲ့နေပြူဟာကလက်နဲ့မဲ့လူတို့အတွက်နေပြူဟာတမျိုးပဲအခုပဲခင်ဗျားပြောတယ်လေပြီးခဲ့တဲ့အမှုမှာခင်ဗျားဘက်က ဘာမှမတက်နိုင်တဲ့ကိစ္စတခုဆိုအဲ့ဒီစကားကဘာသဘောလဲကွန်ကရစ်ကပြောတာလောက်တာမှန်တဲ့ညကိုကျွန်တော်တို့အနာခံရတာပဲဘလို့မှပြင်နိုင်တာမဟုတ်ဘူးစင်ကူပဒါကပြောလိုက်တယ်အခုကိစ္စညံချင်းပြင်ကြတဲ့ပွဲမှာခင်ဗျအနိုင်ရပါတယ်ပြီးတော့ပြောကစင်ကူပဒါတီခိုင်ရမထပ်ပြီးအခန်းထဲတွင်အတိတ်ပဲမရှိဟိုဒီဒီရှောက်ကြည့်နေတယ်အနောက်ပြန်ဆိုရင်အာယုံတက်မှာဘင်္ဂလားကိုပြန်မယ်ရောက်ရင်တိုက်ပွဲမှာတစ်ခါဝင်နေရအောင်မယ် နောက်ကခမားနဲ့ပြန်တွေ့ဖို့လွယ်လာဘူးခမားဟာအတော်သဘောထားကြီးတယ်လို့မြင်မြတ်တယ်လို့ပဲဒီနေ့ဒီချိန်ဟာထူးခြားတဲ့အချိန်ဖြစ်ပါတယ်ဒီတော့အမှတ်တရအနေနဲ့ကျွန်တော်စီကလက်ဆောင်လေးတစ်ခုကိုခမားလက်ခံပါကျွန်တော်ကဆိုသည်အမှတ်တရဖြစ်ဖို့လက်ဆောင်ပစ္စည်းမလိုပါဘူးစင်ကူပတာကငင်းဆန်နေသည်ဒါပေမဲ့ကျွန်တော်ကတော့ဇိုးတင်းပြရမှာပဲလက်ခံရမှာဗျာခမားပြောတယ်လို့ကျွန်တော်နိုင်နေဆိုရင် တိနဲ့ပြုတဲ့အနေနဲ့ကျွန်တော်စီကတစုံတစ်ခုလက်ခံရမှာပဲသူစကားကြားလျင်စင်ကာပူတာတီညစွာနှစ်ချိုက်ကအာရပါရကြီးသည်သူရည်တန်ကြောင့်အပေါ်တက်မှာရှိနေသည့်ကျွန်တော်ဇနီးမှာအဲ့နေသည့်သူကလေးလို့တော်ညီကိုပင်စိုးရိမ်မိလိမ့်မည်လားမသိကဲဗာပစ္စည်းပေးကြည့်လို့လဲကျွန်တော်စူဆောင်းထားသည့်ပစ္စည်းတွေကကြောက်စင်းအဖြူဖြင့်ထူထွင်းထားသည့်ချင်းသေးရုပ်ငယ်လေးကိုဆွဲယူလိုက်သည်ချင်းသေးဤအမိတွင်ကြာပန်းတစ်ပွင့်ဖူးပွင့်နေသည်မှာ ဘာဝကြလာတယ်။ဤပပုလက်ရမှာအလွန်လှပလက်ရညောက်သည်။ကျွန်တော်လက်ဆောင်ကိုလက်ခံကနှလုံးသားနဲ့ကလျက်ရှိသည့်ဘဘဲ့အိတ်တွင်ထည့်ထားလိုက်သည်။ထို့နောက်ဆာစကားအပြာလင်္ကာဆတာတွေကိုကုကကဤသို့နှုတ်ဆက်စကားဆိုသည်။ပေါ်တိချိန်တန်းပြီ။ညှင့်လွာယုံဟာကျွန်တော်ကိုယ်ပေါ်မှာခက်ညံညံမှန်းချုံလိုက်ပြီလေ။ဒီတော့အိန္ဒိယရပြောင်းလောင်တုပတဲ့အမူအရာနဲ့ပဲနှုတ်ဆက်ကြတာပေါ့။ကဲကျွန်တော်သွားမယ်။ နောက်ဆက်တာပဲဒီထက်ပြောစရာကောင်းတဲ့အနာကက်ရဲ့အချိန်ချင်းမှာပြန်လဲဆုံးလိုက်ကြဖို့သူတပည့်ရှိကြီးကိုကိုရင်ရစ်ပလိုက်တယ်စေဝင်အောက်ရှိကားပေါ်တက်တယ်သွားပြီခင်ဗျာနောက်ခန်းတွင်ထိုင်မိတီနဲ့ဒရိုက်ဘာကိုမောင်းရံအချက်ပေးလိုက်တယ်သူပြောသွားသည့်အတိုင်းပင်ကလကရတ်တို့ရောက်ပြီးနှစ်ပတ်ခန့်ရှိလျင်အဖမ်းခံရသည်ကန်နီနဲ့အတူထောင်ထဲရောက်သွားသည်ကြားကုန်တဲ့ကောင်းဆောင်များလည်းဖမ်းခံကြရသည်နောက်လိုက်ငယ်သားအပါဝင် ကွန်ကရစ်ဖွဲ့ဝင်စုစုပေါင်း၅000ကျော်ထောင်ကြသည်ဒီနောက်19လကြာတွင်ကျွန်တော်သည်ခွင့်ယူကာအင်္ဂလန်မြို့သို့ပြန်ရောက်သွားသည်ထိုအချိန်ကိုကောင်းကောင်းမှတ်မိနေသည်1931နိုဝင်ဘာ10ရက်ဖြစ်သည် ထိုနေ့ကမိတ်ဆွေချုပ်ကိုကြိုရန်ဝီတိုရီယာဘူတာကြီးကိုရောက်သွားသည်9နာရီတွင်ရီလက်ချာကရုမခီးသည်များပါလာသည်တခြားသည်ဘူတာထဲသို့ဝင်လာသည်အကောက်ကွန်ဌာနမှောင်ရိပ်တွင်ယင်းနှိမ့်မှတ်မိသည့် တစုံတစ်ယောက်ကိုလှမ်းမြင်လိုက်ရသည်စင်ကူပတာကျွန်တော်ကလှမ်းခေါ်သည်ကျွန်တော်ပဲလှည့်ကြည့်ပြီးပြီးလာကလက်ဆွဲနှုတ်ဆက်သည်သူသည်အိန္ဒိယကိုပိုင်ဥချိုရေးအတွက်မျက်နှာဆောင်ကြီးအစည်းအဝေးသို့တက်ရန်ကွန်ကရစ်ကိုယ်စားလှယ်တစ်ယောက်ဖြင့်ရောက်လာခြင်းဖြစ်သည်စကားအနေငယ်ပြောဆိုပြီးနောက်သူသည်တစီဖြင့်ထွက်သွားသည်ထို့နောက်သူနေမတွေ့ရတော့ပြီးလက်မျက်နှာဆောင်ကြီးအစည်းအဝေးပြီးအစိုးရကကွန်ကရစ်ပါတီကိုနှိပ်ကွပ်သည်စင်ကူတာမှာ ီလက်မအပြန်ဘုံဘေတွင်တင်မောပေါ်မှဆင်း၌အဖမ်းခံရသည် သူကျမ်းမာရေးမှကောင်းလားစိတ်ပင်ပန်းလာသည့်ဒဏ်ကြောင့်ကျမ်းမာရေးပြပြလာသည်ထို့နောက်ညမ်းကြမီမှပင်ပြလွန်သွားလေသည်ကနေဒီစာဥပဒေချိုးပေါရန်ပင်လေကန်းချီတို့ဆန္ဒပြချီတဲ့သည်ရင်းမှာဧပြီလ6ရက်တွင်ဖြစ်သည်သူ၏ကျမ်းမာဖတ်ရေးကိုအိန္ဒိယတပြည်လုံးကထောက်ခံကြသည်မြမပြည်ကမူ မိတော့မှမတော့ပြန်လှုပ်လှုပ်ရှားရှားလည်းမဖြစ်လိုက်ကန်နင်းဤတိုက်ပွဲအောင်မြင်ကြလျင်နောင်တွင်နန်းနန်းညွတ်၌အေးဆူချတဲ့အခါအထိုက်လျောက်အထောက်ကူပြုမိကိုနိုင်ငံရေးသမားတို့ကသဘောပေါက်နားလည်ကြသည်အိန္ဒိယတိုင်းသားတို့သည်လျှက်တစ်ပြက်စစ်စင်ရေးစင်နွှဲလာခြင်းပင်ဖြစ်သည်အဖိနိုင်ကံအခြားကိုလိုနီနိုင်ငံများအားတူလန်တိုင်းလက်လျှောက်ကလွတ်လပ်ရေးတိုက်ပွဲဝင်ရန်လမ်းကင်းပေးခြင်းပင်ဖြစ်လေသည်အမျှော်အမြင်ကြီးသည့်မြန်မာတို့ကမူဤလမ်းစဉ်ကိုကောင်းစွာနားလည် ဘောပေါက်ကြသည်ဂန္ဒီကိုများစွာကျေးဇူးတင်ကြသည်သို့တော်လည်းအိန္ဒိယကွန်ဂရက်၏အနစ်နာခံကိုကျိုးစွန့်ထောင်ချခံသည့်လမ်းစဉ်ကိုမြန်မာအများစုကသဘောမတူကြအိန္ဒိယဆိုသည်မှာအင်္ဂလိပ်နှင့်ရုပ်တို့နည်းတူလူမျိုးခြားတာဖြစ်သည်သို့ဖြစ်ရာမြို့ချစ်စိတ်ပြည်ထန်သည့်သူတို့ကမူသူတို့နှုတ်လိုက်မလုံနိုင်ဟုသဘောထားကြသည်မြန်မာပြည်တွင်အိန္ဒိယတိုင်းရင်းသားများစွာတို့မှာအခွင့်အရေးခံရဖြစ်ကြသည်မြန်မာစီးရင်သားတို့အလဲတွင် ဒနာရှင်ပေါက်ဆက်နေရာကိုယူကထက်စီရနေသူများလည်းဖြစ်ကြသည်တို့ဖြစ်ရာအိန္ဒိယဒနာရှင်ပေါက်ဆက်တို့ကိုကြည့်ပြီးအိန္ဒိယပြည်ကသူတို့သွေးချင်းများအပေါ်မြန်မာတို့စိတ်ညှို့ဖို့ခံနေကြသည်အိန္ဒိယပြည်ရှိတိုင်းရင်းသားတို့၏အဖိနှိတ်ကံဘဝကိုမြန်မာတို့ကိုကျင်းမဆာနိုင်ဖြစ်နေကြသည်သူတို့၏လူညော်ရေးတိုက်ပွဲကိုအထောက်ခံနိုင်ဖြစ်နေကြသည်အိန္ဒိယဆိုသည့်စကားသည့်ပင်မြန်မာတို့အဖို့အဝင်ချိုသည့်စကားမဟုတ်တော့ပြီ ်ညီမတွေနှုတ်ကြလာပြီအမျိုးသားရေးစိတ်တက်တက်ကြွလာပြီဇာတိမှန်ထက်တန်လာကြပြီဆိုဒီကိုညီမအစိုးရကတည်ထားသည်ခါခွင့်မတင်သေးသဖြင့်သာ မပောက်ကွဲခြင်းဖြစ်သည်ဟုလေအစိုးရကနားလည်ထားသည်အပေါ်ရန်အမြင်တွေမူညီမတို့ကိုစိတ်ချနိုင်သည်ညီမပြည်တွင်ဘာမှမဖြစ်သလိုအေးချမ်းနေသည်ညီမတို့သည်ပျော်ပျော်နေတဲ့သူများဖြစ်သည်ဟုခံယူထားသည်နှွေသည်ဦးလောင်သည်ပူလောင်သည့်နှွေတွင် အင်းရတီရိုးရပိုလန်တို့စီကားတိုက်မိုက်စွာကျင်းပကြသည်ပျော်ပျော်နေတည်ခဲ့ဆိုသည့်ထုံနှလုံးမူထားသူများပြီးပြီးရီလိုက်မောလိုက်ပျော်လိုက်ရှင်လိုက်နဲ့ဒီတွင်တွေကိုခါတိုင်းလိုပင်ကြိုးစို့ကြသည်အင်္ဂလိပ်ရာရှိတို့မှာအလုတ်စပွဲနဲ့ကလထိုင်းချီနောင်ထားသည်လားအလုတ်ကွင်တွင်တကုတ်ကုတ်လို့ရင်ဘင်္ဂလားပင်လယ်အော်ဤဦးတစ်ဖက်တွင်သူတို့နှင့်ဘဝတူအရာရှိတို့အလုတ်ရှုပ်နေသည်ကို ကိုချင်းစာကယူနာတက်မိကြသည် မြန်မာလူမျိုးကြီးဇိုင်းမှာပျော့ပျော့နေတေခဲဆရာဖြစ်တယ်။ဟေလာဝါလာနေရလျင်ပြင်းနေတယ်။စားလိုက်တောက်လိုက်သွားလိုက်လလိုက်နဲ့ဘဝကိုနာကြည့်ရမှန်းမသိပဲရောင်ရဲတိတ်တိတ်နေကြသူများဖြစ်ကြတယ်။သို့ဖြစ်ရင်ဒီဇိုင်းအတိုင်းဆက်လက်နေထိုင်မတော်နိုင်ကြဘူးလား။စူးစူးပူပူတွေလုံနေစရာလိုသေးသလား။မေလ9ရက်တွင်ဂန္ဒီအဖမ်းခံရတယ်။ရန်ကုန်သို့ထိုတည်င်းရောက်သည့်အချိန်မှာညနေပိုင်းတွင်ဖြစ်သည်။အိန္ဒိယတိုင်းသားများက ေးဆိုင်ညာပိတ်ကစန္နာတက်ကြတယ်ညီမတို့ကမတုံမလို့စန္နာလည်းမတက်ကြသူတို့မျက်နှာတွေပေါ်တွင်ဘာအတိတ်ပဲမှမတွေ့ရဖုန်နေည7နာရီ50မိနစ်တွင် ကျွန်တော်ဒီအင်းရှိပညာနယ်တွင်တယောက်တည်းလမ်းလျှောက်နေသည်ဒါမင်းကလည်းကြည်လင်ထုံးပါနေသည်ထို့စဉ်ကျွန်တော်မှမတီးမငိမ်တေဝေးချင်းချင်ဖြစ်လာသည်ရတ္တိယာမရဖြစ်လာသည်ဒူးတွေတဆက်ဆက်တုံလာသည်ဒူးကွေညှက်ကြသည့်အခါညှက်ကြသည် ူးတွေချောင်းလာသည်ရင်ထဲဝန်းထဲကလည်းမအီမလဲဖြစ်လာသည်ရင်းညာရင်းကပင်ကြုံတွေ့ရသည့်အဖြစ်ကိုနားလည်မိသည်ကျွန်တော်ခြေထောက်အောက်ကမဟာပထဝီမြေကြီးသည်တိမ့်တိမ့်တုံလာသည်မြေလိုင်းတွေလိမ့်လိုက်လိမ့်လိုက်ထလာသည်မြေလျင်လှုပ်ချင်းပင်ဖြစ်သည်ငလျင်သည်ရုတ်တရက်ရောက်လာပြီးရုတ်တရက်ရောက်သွားသည်အိန္ဒိချင်းတို့၏အော်တန်များကိုကြားသည်ထိုခိုက်တွင်ခိတ်ခိုက်ပြည့်စုံမှုများရှိသည်အသေးပြောင်းလဲရှိနေ ရွှေတကောင်စီရောကြီးဤထီတီတစ်ဖက်သို့စောင်းသွားသည်လူများမှာစောက်တီယာမြကြရသည်အိန္ဒိယတိုင်းသားတို့သည်လမ်းတွင်ပြေးလွှားခြင်းတွေ့ရလူကိုငင်းညဖြင့်ပြစ်ခတ်ကြသည်မဟာတမကန်နေကြီးတိုက်ပွဲအောင်ပါစေဟူ၍လဲကြွေးကြော်ကြသည်နောက်တစ်နေ့မနက်တွင်ငလျင်ကြောင့်ပျက်စီးသည့်တရင်ဆောင်ကိုတီးရသည်ရန်ကုန်တွင်မူအပြက်စီးနေသည်သို့တော်လဲမြို့တော်ဟောင်းတစ်ခုဖြစ်သည့်ဘကိုးမြို့တိုင်းမူတစ်မြို့လုံးပျက်စီးသည် အသေးကြောက်ကလည်းများလေအင်္ဂလိပ်ဟူတန်းတို့မှာကံကောင်းသည်ထိုညက7နာရီ15မိနစ်တွင်သူတို့သည် ကလပ်တွင်ဒဇူတဝေးတွေရောက်နေကြသည်အကျော်ရမကတောက်ရင်ညမနွေ၏အပူကို ရုံးမွေဖွဲကပြောဆိုနေကြသည်ငိမ့်တဲ့ပုံမှာထူးဆန်းလာသည်ခွေးဟောင်းတန်လည်းမကြရပိုးပြည့်တို့စီစီတန်လည်းသိစိတ်နေသည်ဒီဒီဇမ်းမှမတိုက်အပြင်ဘက်တွင်ထိုင်နေကြတော့လေပိတ်လောင်နေသည့်အခန်းထဲမှာနေရတယ်လို့မွန်ကြနေသည် လကလည်းထိတ်လင်းတာသည်ကလေးနောက်ဖက်တွင်ရွှေမိုရောစီတီကြီးသည်ရွှေတောင်ကြီးတစ်ဖွဲ မိုးရံသို့ထုတ်တက်နေသည်ရွှေမိုရောသည်ရွှေတကုံစီတီကဲ့သို့ပင်တကိုးကြီးသည်ဟုညီမတို့လက်ခံယုံကြည်ကြသည်ထို့ခဏမှာပင် နားကွက်မတက်ဆူညံသည့်ဤပြူတန်ကိုကြားသည်ရွှေမိုရောစီတီကြီးတစ်ခုလုံးအကွဲပူကြသည်ကလတ်ထဲတွင် ရှိနေသည့်အင်္ဂလိပ်တို့သည်ကရထိုင်ပေါ်မှခုန်ချကမြေတွင်အလျားဝတ်ကြသည် စိတ်တက်ခြောက်ခြားကပြက်စည်းတွေကြားမှပြေးလွှားပင်အိမ်သို့ပြန်ပြေးကြသည်။ဂန္ဒီအဖမ်းခံရသည့်ဖြင့်ငလင်းလှုပ်ချင်းဖြစ်သည်ဟုညီမတွေကမယုံကြည်။တိုးတော်လဲထူးခြားသည့်အဖြစ်အပျက်များကြုံတွေ့ရတော်မည်တိတ်နမိတ်တစ်ခုဖြစ်သည်ဟု၍ကယုံကြည်ကြသည်။ကိုမင်းကိုချင်းဘွားပြန်လည်ရရှိကြမည်အလွယ်ပင်အိန္ဒိယတွေကုန်ဘူးသတိထားကြည့်နေရမည်။ညီမပြည်မှာသူတို့နေကျင်သလားဒီလိုဆိုရင်ညီမတွေကိုဦးစားပေးကြရမည်။ မြမအရေးကိစ္စကို ရှေ့တန်းတရားနေတခြားကျူးကျော်ရေးတမများဖြစ်သည့်အင်္ဂလိပ်အဖို့မူအင်္ဂလန်ပြည်ပြန်ပို့ရက်ကိုလက်ချိုးဆောင်ရတာရှိတော်သည်ငလျင်လှုပ်ဒီကိုမြမတမျိုးသားလုံးကဤသို့နမိတ်ကောက်ကြသည်မြမပညာတတ်တို့ကမူအင်္ဂလိပ်တို့အားလောလောဆယ်မောင်းထုတ်နိုင်သည်ဟုသဘောပေါက်နားလည်ကြသည်သူတို့သည်ဥချုပ်ရေးအပြောင်းလဲကိုသာစိတ်အားထက်သန်စွာမျှော်လင့်နေကြသည်တော်နေဒုဒုကမူအင်္ဂလိပ်တွေကို တိုက်ထုတ်ရမည် ကတဲ့ရှင်မင်းလောက်ပေါ်လာလိမ့်ကြီးဟုယုံကြည်မျှော်လင့်ကြသည်ပေရင်ကင်ကန်လိုရမှုအင်္ဂလိပ်မင်းများနှစ်ပေါင်းတရာစုဆန့်ပြီးလျင်မြမပြည်မှပြည်ရလိမ့်ကြီးဟုဆိုသည်ယခုပင်အနှစ်တရာပြည်ခဲ့ပြီရန်ကုန်မြို့ကိုအင်္ဂလိပ်တို့သိမ်းပိုက်သည်မှာ1825ကဖြစ်သည်မဟုတ်လားဤသို့ဆိုစေထူးခြားသည့်အဖြစ်ပြက်ကြီးများကြုံတွေ့ရမည်မှာအေကန်ဖြစ်သည်ဘကုန်းငလျင်သည်ရှိတော်ပြည်သားဖြစ်သည်